ဘဝမှာကိုအရင်လိုချင်တဲ့အရာတခုအတွက်နဲ့ကိုရဲ့ဝိညာဉ်ကိုရောင်စားရမယ်ဆိုရင်ရောင်စားချင်တဲ့တွေရှိလားဒီဇလန်းကကြတော့အစိုးရတယောက်ရဲ့အကြောင်းအဲ့ဒီအစိုးရကသူ့ရဲ့ဝိညာဉ်ကိုရောင်စားခဲ့တယ်ဆိုပြီးရောနမည်ကြီးသွားခဲ့ဒါက fiction နဲ့ story တပုံးနဲ့ဆင်တူရဲဆိုပေမဲ့ Robert Johnson ဆိုတဲ့သူတယောက်ရဲ့ဇလန်းဖြစ်တယ်လူတွေအများကြီးကလည်းသူဟာတကယ်ပဲနတ်ဆိုးရှိမှဝိညာဉ်ကိုရောင်စားခဲ့တဲ့သူဆိုပြီးရောယုံကြည်ကြ Robert ကို1917ခုနှစ် SSPP နဲ့မှမွေဖွားခဲ့ သူစေကျော်တက်အရွယ်ရောက်ရှိခဲ့တဲ့အချိန်မှာပဲသူကဂီတကိုအတော်လေးစိတ်ဝင်စားတယ်။ဒါကြောင့်လည်းသူကသူ့ရဲ့ညီကိုစီကနေပြီးတော့သင်ယူခဲ့တယ်။ Robert အသက်20ဝန်းကျင်လောက်ရောက်ရှိခဲ့တဲ့အချိန်မှာပဲသူ့ရဲ့မျိုးကို Eddie James Sandhouse ဆိုတဲ့သူတယောက်ကရောက်ရှိလာခဲ့တယ်။သူက blues ဂီတသမားတယောက်။ Robert ကဒီ Sandhouse ရဲ့ဖြော်ပြမှုတွေကိုအရင်ကြိုက်တဲ့အတွက်ကြောင့်မို့လို့အမြဲတမ်းသူတွားကြည့်ရဒီဖြော်ပြပွဲတွေကိုသူခဏခဏတွားတယ်။ သူကိုယ်တိုင်ကလည်းအခုလိုမျိုးဖြော့ဖြေးပွဲတွေကိုသူပါဝင်ပြီးတော့တည်ဆို့ခြင်းနေခဲ့တယ်ဒါသူကဝါသနာရဟန်းပါတာကိုပြောမယ်ဆိုရင်လူတွေကသူ့ရဲ့ဖြော့ဖြေးမှုတွေကိုသဘောမကျဘူး Robert ရဲ့ဖြော့ဖြေးမှုတွေကိုလူတွေကလုံးဝစိတ်ဝင်စားအောင်သူ့ကိုမတီးဖို့အတွက်တောင်မှတောင်းဆိုခဲ့တဲ့အထိပဲထပ်ပြီးတော့ဖြော့ဖြေးပွဲတွေမလုပ်ဖို့အတွက်တောင်းဆိုခဲ့တဲ့အထိပဲဒါပေမဲ့အခုအချိန်မှဆိုရင်တော့ Robert ကအရန်ကိုတော်တဲ့ blues ဂီတသမားတယောက်လို့ပြောလို့ရတယ်သူ့အားလုံးကအတော်ဆုံးဂီတအနုပညာရှင်တယောက်အနေနဲ့ကိုသတ်မှတ်ထားခဲ့ကြဒါဆိုရင်စံထောက်စရက်ဖြော်ဖြေးရေးပြီးတဲ့နောက်မှာသူ့ရဲ့အရေးချင်းတွေကဘလို့ဖြစ်ပြီးတော့တဟုံထိုးတိုးတက်လာခဲ့ရတာလေအဲ့ဒီတုန်းကလူတွေကသူ့ရဲ့ဂီတကိုသဘောမကျခဲ့ကြဘူးလက်မခံခဲ့ကြဘူးသူဖြော့ပြရေးတွေကိုစိတ်မဝင်စားခဲ့ကြဘူးလေ။ဒါတော့လူတွေယုံကြည်ကြတဲ့ဒီဝိညာဉ်ရောင်းဝယ်ရေးကိစ္စနဲ့ဒိုင်နာယီပုံမြေတစ်ခုလိုမျိုးကိစ္စနဲ့သက်ဆိုင်နေတယ်။ ညဘက်ကြီးရောဘတ်ကသူ့ရဲ့ဂီတာကိုယူပြီးတော့လမ်းစုံလမ်းကွာတစ်ခုကိုထွက်သွားခဲ့တယ်။အဲ့ဒီလမ်းစုံလမ်းကွာမှာပဲသူဟာဒီကြောက်စရာကောင်းနဲ့မကောင်းဆိုးဝါးတကောင်ပေါ့နော်။ဒီနတ်ဆိုးနဲ့သူတွေးခဲ့ရတယ်။နတ်ဆိုးကရောဘတ်ရဲ့ဂီတာကိုယူလိုက်တယ်။ဂီတာကိုညှိပေးတယ်။ပြီးရနဲ့တေးသွားတဲ့ဘုတ်ကိုတီးပြလိုက်တယ်။အဲ့ဒါပြီးတော့သူ့ကိုဂီတာပြန်ပေးလိုက်တယ်။ရောဘတ်ရဲ့ ဒီဖျော်ဖြေမှုတွေတီးခတ်မှုတွေကအရင်တုန်းကတည်းကအများကြီးပိုပြီးတော့တိုးတက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲနတ်ဆိုကသူ့ရဲ့ဝိညာဉ်ဝင်ရှုသွားခဲ့။သူဟာဝိညာဉ်ရောင်းစားလိုက်တယ်ဆိုပြီးတော့လူတွေကြားမှာပြောစမှတ်ပြုလာကြတယ်။ သူတွေကကိစ္စတစ်ခုကိုလလွယ်နဲ့ယုံကြည်လိုက်တာမျိုးတော့မဟုတ်ဘူး။သူရဲ့ဝိညာဉ်ကိုနတ်ဆိုရှိမှာရောင်ဆောက်ခဲ့ရဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေကအထောက်အထားတွေကိုလည်းရှာဖွေခဲ့ကြတယ်ပြီးတော့မှယုံကြည်ကြတာ။ပထမဦးဆုံးတစ်ချက်ကကြတော့ Robert ရဲ့တခြင်းတွေဒီတခြင်းတွေအတော်တော်များတယ်မှာဆိုလို့ရှင်တော့သူနဲ့နတ်ဆိုနဲ့သဘောတူညီမှုယူပြီးတော့ဝိညာဉ်ကိုရောင်ဆောက်ခဲ့ရဲဆိုတဲ့အကြောင်းကိုပေါ့နော်ညှိုးဆိုတဲ့တခြင်းတွေလည်းသူ့မှာရှိခဲ့။ E and the Double Blues ကျွန်တော်နဲ့ Nutso Blues If I had possession over judgment day တရားစီရင်မယ်နေ့ကိုဒါကျွန်တော်ပိုင်ဆိုင်ခဲ့ရင် Hell Hound on my tree ငရဲခွေးတွေခြေရာကောက်နေရဲ့အလိုမျိုးငှလန်းချောင်းပေါ်ငရဲခွေးတွေပေါ့အဲ့လိုမျိုးအတိပဲရှိရဲ့တခြင်းတွေကိုကြည့်ခြင်းအဖြစ်သူကနှက်စုံနေဝိညာဉ်အယောင်ဝယ်လောက်ခဲ့ရဲဆိုပြီးတော့လူတွေကယုံကြည်ကြတယ် Crossroad Blue ဆိုတဲ့ တချင်းလဲပါသေးရဲ့အဲ့တဲ့နတ်ဆိုငရဲတေချင်းတရားနဲ့သက်ဆိုင်နဲ့မဲမောင်နေကိစ္စတွေအကုန်လုံးက Robert ရဲ့ဂီတာတစ်ခုလုံးပေါ်ကိုလွှမ်းမှုပြန့်နှံ့နေရဲ့နောက်ထပ်ထူးဆန်းတဲ့အခြားတစ်ချက်ကလူတွေလက်မခံနိုင်တဲ့အခြေအနေကနေအရောင်းနမဲကြီးပြီးတလောက်ထိတိုးတက်ကောင်းမွန်တဲ့အခြေချင်းတွေသူဘယ်ကနေရရှိခဲ့ရလဲအချိန်ခဏလေးအတွင်းမှာသူအလောက်ထိတိုးတက်သွားတာကိုလူတွေကမယုံကြည်နိုင်ခဲ့ကြတာနောက်တစ်ခါကျတော့ Robert Johnson ရဲ့ရှင်မပြနိုင်တဲ့ကွယ်လွန်မှု 27 club ဆိုတာရှိရဲအဲ့ဒါကျတော့28နှစ်မတိုင်ခင်မှာကွယ်လွန်သွားခဲ့ကြတဲ့ဒီ artist တွေအဲ့လိုလူတွေရဲ့စုရက်လို့ပြောလို့ရတယ်။ဒီအဖွဲ့ထဲမှာ Juice WRLD ဆိုတဲ့သူတယောက်လည်းပါတယ်။သူရဲ့နာမည် Gerard Anthony Hickam ။သူကလည်းအသက်28နှစ်မတိုင်ခင်မှာကွယ်လွန်သွားခဲ့တဲ့ artist တယောက်။သူအသက်28နှစ်မတိုင်ခင်မှာအခုလိုဖြစ်လိမ့်မယ်ဆိုတဲ့အကြောင်းကိုရေးဆက်ထားတဲ့သတင်းတွေကိုလည်းသူထုတ်ခဲ့တယ်။ရှင်တန်ကက်စင်ကာလာတုန်းကဒီ Robert Johnson ကအခု ဒီဘက်ခင်မှာကျမတို့အားလုံးတိနေကြသလောက်ကိုသူကမကြောက်ကြခဲ့ရောဘတ်ကွယ်လွန်သွားခဲ့ပြီးရဲ့နောက်မှာမှာကိုလံဘီယာရက်ကော့ကသူရဲ့နောက်ဆုံးအယ်ဘမ်ကိုထုတ်ဝေပြီးရဲ့အချိန်ကြာတော့မှသာသူကအရန်ကိုနာမည်ကြီးလာခဲ့တာ King of the Delta Blues singer ဆိုရဲဒီအယ်ဘမ်ကရှေးအကြဆုံးနဲ့အကောင်းဆုံးအယ်ဘမ်တွေရဲ့ကတစ်ခုဆိုပြီးတော့လည်းမှတ်တမ်းတင်နိုင်ခဲ့ဒါကတော့ဝိညာဉ်ရောက်စားခဲ့တဲ့ဆိုတော့တယောက်ရဲ့အကြောင်းပဲဖြစ်ပါရဲ့ရှင် Squid Game နဲ့ကဇလံပုံစံအတိုင်းဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကိုအီတလီအာနာပိုင်တွေကအခုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်1990ပြည့်နှစ်အလွန်ပိုင်းတွေမှာဆာရယေဗိုမြို့ကိုတိုက်ခိုက်ခဲ့စဉ်အချိန်ခါတုန်းကနိုင်ငံသားတွေရောက်ရှိလာခဲ့ပြီးအဲ့ဒီနိုင်ငံသားတွေကဒီဆာရယေဗိုပြည်သူတွေကိုပြစ်ခတ်ဖို့အတွက်ပတ်စံတွေပေးခဲ့ကြတယ်ဆိုရဲအကြောင်းအရာကိုတရားဝင်စုံစမ်းစစ်ဆေးနေတယ်အဲ့ဒီထဲမှာအီတလီကအီတလီနိုင်ငံသားတွေပါဝင်နေတယ်ဆိုပြီးရဆွဆွဲခံထားရတာအီတလီတနိုင်ငံနဲ့မဟုတ်ဘူး အီတလီ၊ဂျာမနီ၊ပြင်သစ်၊အမေရိကန်၊ရုရှား၊အဲဒီနိုင်ငံကနိုင်ငံသားတွေကဒီဆရာယေဘုံမျိုးရောက်ရှိလာခဲ့ပြီးတော့ဒီပြည်သူတွေကိုပြစ်ဖို့အတွက်ကိုပတ်စံပေးခဲ့ကြတယ်ဆိုပြီးတော့ကိုဆွဆွဲခံထားရတယ်။ဒီဆရာယေဘုံမျိုးဆိုတာကဘော့စနီးယား and ဟာဇီဂိုဗီနာနိုင်ငံအတွင်းမှာရှိတဲ့မျိုးတစ်မျိုး1992ခုနှစ်ကနေ1996ခုနှစ်အတွင်းမှာနိုင်ငံသားတွေဝင်ရောက်လာခဲ့ပြီးတော့ဘော့စတီးယားဆာဘီယန်တပ်တွေကိုဒီလူသားတွေကိုအပြော်ရန်ပြစ်ခတ်ခွင့်အတွက်ဆိုပြီးတော့ပတ်စံတွေပေးခဲ့ကြတယ်။ အဲ့ဒီထဲမှာတာမန်ပြည်သူတွေခလေးငယ်လေးတွေအစုံပဲပါဝင်တယ်။ ဒီကိစ္စတွေကိုဘယ်သူကစတင်ပြီးရှာဖွေတွေ့ရှိပြီးတရားစွဲဆိုခဲ့ရလဲဆိုလို့ရှင်တော့အီတလီနိုင်ငံသားသတင်းစာဆရာမီဒီယာသတင်းတင်ဆက်တဲ့သူစာရေးဆရာ EZO Gavazzini ဆိုတဲ့သူကစာမျက်နှာ18မျက်နှာပါတဲ့စစ်ဆွဲချက်တွေကိုတင်သွင်းခဲ့တယ်။အီတလီကအရင်တုန်းကတရားသူကြီးလုပ်ခဲ့တဲ့ Guido Salvini နဲ့စာရေးဘိုမျိုးရဲ့အရင်တုန်းကမျိုးရော်ဝင်ဖြစ်ခဲ့တဲ့ဘန်ဂျမင်ကာရစ်စတိုကလည်းဒီကိစ္စတွေကိုထောက်ခံခဲ့ကြတယ်။ Gavazzini ရဲ့စုံစမ်းစစ်ဆေးမှုတွေမှာဘော့စနီးယားထောက်လန်ရေးအရာရှိတဝ ရဲ့တတိခံချက်တွေလည်းပါဝင်နေ။အဲဒီရရှိက1993ခုနှစ်လောက်ခရေကသူတို့နိုင်ငံကိုအီတလီခီးသွားတဲ့အများကြီးရောက်ရှိလာခဲ့တယ်ဆိုပြီးတော့သတင်းပေးပို့ခဲ့တယ်။2009ခုနှစ်က ICTY မှာ American စစ်သား John Jordan ကလည်းခရီးသွားတဲ့အနေနဲ့ရောက်ရှိလာခဲ့ပြီးတော့ပြည်သူလူထုကို အခုလိုမျိုးအပျော်ဒဏ်ကစားခဲ့ကြတဲ့သူတွေရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောတယ်။အခုဆိုရင်တော့ဖြစ်နိုင်ခြေရှိတဲ့ဒီကိစ္စမှာကျူးလွန်ခဲ့တဲ့သူတွေကိုလည်း တွေ့ရှိထားခဲ့ပြီးအနည်းဆုံးအီတလီနိုင်ငံကလူ100လောက်ဒီအမှုကိစ္စမှာပါဝင် နေ ပြီးတော့မီလန်မြို့မှာရှိတဲ့အသေးစားခွဲစိတ်ကုသမှုဆရာဝန်တယောက်နဲ့အတူတူနောက်ထပ်လူ9ယောက်ကလည်းတန်တရားဖြစ်ဖွယ်ရရှိတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေတယ်။ဒီသတင်းကစာရီဘုံမှာရှိခဲ့တဲ့သူတွေအတွက်တကယ်ကိုနာကျင်စရာကောင်းတဲ့သတင်းတစ်ပုဒ်ပါပဲ။သူတို့တွေဘလောက်တောင်မှအခက်အခဲဒုက္ခတွေကိုခံစားခဲ့ရလဲ။ သူတို့ကိုအခုလိုမျိုးပြစ်ဖို့အတွက်ကိုလူတွေကပတ်စံပေးခဲ့ကြတာအဲ့ဒါသူတို့ရဲ့ပျော်ရွှင်မှုအတော့ဇီမန်ဟော့ဒစ်ဆိုတဲ့လူတစ်ယောက်ကလည်း1995ခုနှစ်တုန်းကသူရဲ့အကိုကိုဆုံးရှုံးခဲ့ရပြီးသူရဲ့အတွေ့အကြုံကိုပြောပြခဲ့အဲ့ဒီတုန်းကသူရဲ့အကိုသူဆုံးရှုံးခဲ့ရတယ်တနင်္လာနေ့ကအရန်ကိုအန်ဒီရဲများတဲ့နေ့ဖြစ်ပြီးအဲ့လိုနေ့ရက်တွေမှာဆိုရင်တော့လူတွေကသူတို့ကိုပြစ်ဖို့အတွက်ရောက်လာလေးရှိကြတယ်ဆမီချက်စစ်ဆိုတဲ့သူရဲ့တမီလေးဆိုလို့ရှိရင်တော့တနစ်တော်လေးပဲရှိသေးတယ်အဲ့ဒီအရွယ်လေးမှာပဲသူကအပြစ်ခံရပြီးတော့အသက်ဆုံးရှုံးသွားခဲ့ခလေးငယ်တွေကိုပါမချမ်း ံဘဲနဲ့သူတို့ကအခုလိုရက်ဆက်တဲ့အလုပ်တွေကိုလုပ်ခဲ့ကြတာပတ်စံပေးရတဲ့သူကလည်းပေးခဲ့တယ်လို့မျိုးဒီအလုပ်ကိုလုပ်တဲ့သူကလည်းလုပ်ခဲ့ဒီဖြစ်ရကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုကြီးမားစွာချိုးဖောက်ခြင်းဖြစ်ပြီးစစ်ပွဲရဲ့ကြမ်းတမ်းပုံနဲ့လူသားအချင်းချင်းပေါ်ထားရှိရမယ့်လေးစားမှုဆုံးရှုံးဖို့ထင်ဟပ်စေရဲ့အခုဆိုရင်တော့တရားဝင်တရင်အထောက်အထားတွေတသိအထောက်အထားတွေအများကြီးကလည်းရရှိနေပြီဆိုတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေကိုလည်းတရားဝင်လှောက်ဆောင်နေရဲ့ ဆာရာယေဖိုမြို့မှာဒီတိုက်ခိုက်မှုတွေကဘယ်ကနေစတင်လာလဲဆိုရင်တော့သူတို့နိုင်ငံအတွင်းစစ်ဖြစ်နေတာကနေပြီးတော့စတင်လာလို့ပြောရမယ်။1992ခုနှစ်မှာဘော့စနီးယားအန်ဟာဇီဂိုဗီနာကယူဂိုစလာဗီးယားကနေပြီးတော့ခွဲထွက်ပြီးတော့လွတ်လပ်ရေးကြေညာလိုက်တယ်။ဒါကိုဆာဗီးယားတွေကလုံးဝသဘောမကျဘူး။ဆာရာယေဖိုဆိုတာကဘော့စနီးယားရဲ့မြို့တော့အဲ့ဒီမှာလူမျိုးပေါင်းစုံနေထိုင်ကြတယ်။အဲ့လိုမျိုးသူတို့အချင်းချင်းကြားနိုင်ငံရေးစစ်ပွဲတွေဖြစ်နေတဲ့အချိန်မှာပဲနိုင်ငံသားတွေဝင်ရောက်လာပြီးတော့ဒီစစ်ပွဲအတွင်းမှာ အကျိုးမြတ်ထုတ်သွားတာပေါ့ပြောမယ်ဆိုရင်တို့ရဲ့စိတ်ဆန္ဒပြေဝဖို့အတွက်လူတွေကိုအတုံးချသွားတယ်လို့ပြောလို့ရတယ်တို့ပျော်ရွှင်ဖို့အတွက်လူတွေကိုပြစ်ခိုင်းတာမျိုးပတ်စံပေးပြီးတော့လုတ်ခိုင်းနေဆိုတော့ဒါကလည်းကြီးမားတဲ့ရာဇဝတ်မှုတစ်ခုပဲသူများနိုင်ငံစစ်ဖြစ်နေခဲ့တဲ့အချိန်မှာပဲတို့ကအခွင့်အရေးဝင်ယူသွားခဲ့ရပါဟုတ်ကဲ့ပါဒီနေ့အတွက်အကြောင်းအရာလေးကတော့ဒီအထိပါပဲရှင်အဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်